Foreign Seren ចောင်းသားចောင်းသူတွေအတွက်ဒီနေ့ direct indirect သင်ခန်းစာလေးလေ့လာကြအောင်เนาะဟုတ်ပြီ direct ဆိုတာကတော့ direct ပြောစကား indirect ဆိုတာကကျတော့တဆင့်ပြန်ပြောတဲ့စကားပေါ့เนาะ direct speech indirect speech ဟုတ်ပြီ direct speech ကိုရေးတဲ့ခါဒီလိုမျိုး quotation marks တွေနဲ့ရေးပြရတယ်เนาะဒီလိုမျိုးမျက်တောင်ဖွင့်ပေးတယ်เนาะဟုတ်ပြီ she said i'm tired အဲသူမှပြောတယ်ငါပင်ပန်းတယ်ဒါ direct speech အဲ့တော့ indirect ပြောင်းတော့မယ်ဆိုရင်ဟလာ she said that အဲ့မှာ ဒီ correlation max တင်မှာပါတဲ့ဝကြက statement ရိုးရိုးဝကြဖြစ်တဲ့အတွက်ကြောင့်မို့ than set တယ်ပြီးရင်ဗာပြောင်းမရအောင်လဲ pronoun နေပြောင်းပြရအောင် i နဲ့ we ဆိုရင်ဗာကိုကြည့်ပြောင်းပြောသူကိုကြည့်ပြောင်းမှာ i နဲ့ subject နေရအကြောင်းလို့ပြောသူကရှိမလို့ subject နေရဆိုရှိအဲ့မှာပြီးရင်ဗာပြောင်းမရအောင်လဲဆိုရင် verb တွေကိုပြောင်းပြရမယ် direct မှာ verb 1ဆိုရင် indirect မှာ verb 2အဲ့အကြောင်းလို့ she was tired ဟုတ်ပြီအဲ့ဆိုရင် direct ကနေ indirect ကိုပြောင်းမယ်ဆိုရင်အဆင့်ဟလာ sorry အဆင့်မဟုတ်ဘူးနော်၃ပြောင်းမယ်အရာ၃ခုရှိတယ်အဲ့ဒါဘာလဲဆိုအဓိကပေါ့နော်အဓိကပြောင်းမယ်အရာ၃ခုရှိတယ်ဘာလဲဆိုရင် change the pronouns pronoun တွေကိုပြောင်းပေးရမယ်နောက်တစ်ခုက change the verb tense verb ကိုပြောင်းပေးရမယ်နောက်တစ်ခုကဘာလဲဆိုရင် change time expressions အချိန်စကားလုံးတွေကိုပြောင်းပေးရမယ်ဟုတ်ပြီ pronoun ပြောင်းနေလေးကြည့်ကြအောင်နော် i နဲ့ we ဆိုရင်ဘာကိုကြည့်ပြောင်းပါလဲဆိုရင်ပြောသူကိုကြည့်ပြောင်းပေးရမယ်ပြောသူ ယူဆိုရင်ဘာကိုကြည့်ပြောင်းပြရမလဲနားထောင်သူနားထောင်သူကြည့်ပြောင်းပြရမယ်နော်နားထောင်သူအိုင်နဲဝီဆိုရင်ပြောသူယူဆိုရင်နားထောင်သူကြံတဲ့ he she it ဒီဆိုရင်ပြောင်းစရာမလိုလုံးလုံးစေဒီလောက်ပဲမှတ်ထားမယ်နော်နောက်တစ်ခုဘာပြောင်းပြရမလဲဆို change the verb tense verb ဒီကိုပြောင်းပြရမယ် verb 1ဆိုရင် direct မှာ verb 1ဆိုရင် indirect မှာ verb 2ဟလာ direct မှာ verb 2ဆိုရင် indirect မှာ had verb 3ပြောင်းပြီးရမယ်เนาะ active passive နဲ့ပြောမယ်เนาะ active passive ကကြတော့မတူ verb 1 active verb 1ဆိုရင် amisa verb 3ဒါတိုင်းတိုင်းအဲရောတယ်လို့เนาะမရောနဲ့เนาะဟုတ်ပြီနောက်တစ်ခု change time expressions အချိန်စကားလုံးတွေပြောင်းပြီးရမယ်ဒါ right မှာ today ဆိုရင် indirect မှာ that day tomorrow ဆိုရင် the next day yesterday ဆိုရင် the day before last week ဆိုရင် the previous week last by in the previous last day ဆိုရင် the previous day last month ဆိုရင် the previous month last year ဆိုရင် the previous the previous year အဲနားလည်ဖို့ထင်ပါရဲ့နော်ဟုတ်ပြီအဲဆိုရင်လေ့ကျင့်ခန်းလေးတွေဆက်ပြီးတော့လုပ်ကြအောင်နော်ဟုတ်ပြီလေ့ကျင့်ခန်းလေးတွေလုပ်ကြအောင်နော်ဒီမှာကတော့ပထမတစ်ခုကဘာလဲဆိုရင် statement example ပေါ့နော်အဲတော့မတူ statement drawing drawing နဲ့ဒီ yes no question drawing underline နောက်တစ်ခု double question drawing underline ပြီးရင်ဒီ comment ပေါ့နော်မတူတစ်ခုနဲ့တစ်ခုအားလားဘယ်လိုမတူတာလဲအတူတူလေ့လာကြအောင်နော် he said ဒါဆိုရင်ဟလား ဒီ quotation mark အတွင်းထဲဝါကြောက်ကြည့်လိုက် subject verb ဒါဆိုရင်ဒါ statement ပုံစံနဲ့ဖြည့်ပေးရမှာပေါ့နော် he said statement မှာဆိုရင်ဘာနဲ့ဆက်မလဲ that နဲ့ဆက်ပြရမှာနော်မှတ်ထားပါဒီလိုမျိုးဟလာမြတ်တော်ဖွင့်ပေးတဲ့ဝါကြောက် statement ဆိုရင် that နဲ့ဆက်ပြရမှာ he said that ပြီးရင်ဘာပြောင်း pronoun ပြောင်း verb ပြောင်း time expression တွေပြောင်းမှာ pronoun က i နဲ့ we ဆိုဘာကိုကြည့်ပြောင်းမှာ subject ကိုကြည့်ပြောင်းမှာ i က I ဆိုတော့ဒါ subject နေရာဟလာပြောသူကပြုတော့ပြောသူကြည့်ပြန်ပြောသူက he သူကလည်း I ရတနေရာ he ရလည်းတနေရာတော့အဲ့ဒါ he ပဲပေါ့နော် I ရနေ he ဖြစ်သွားပြီ he said that he ဟလာဒါတိုင်းမှာ verb 1ဆိုရင် indirect မှာ verb 2အဲ့ကြောင့်မလို့ where ကနေပဲဖြစ်သွားမှာ would he would finish finish the project the project အဲ့မှာ tomorrow ဆိုရင်ပါလဲ time expression tomorrow ဆိုရင် the next day the next day အလုပ်ပြောင်းပြရမယ်နော်ဟောပြီးကြည့်ကြအောင်ဆိုရင် yes no question အဆိုရင် she yes no question ကြည့်မျက်နှာဝင်ပေထဲကိုကြည့်လိုက် Did you go to the gym yesterday? ဒါမေးကုန် yes no မေးကုန်ဟုတ်လားအဲ့ဆိုရင် she asked me yes no make on statement မှာတော့တန်းနေဆက်တယ် yes no question ဆိုရင် if နဲ့ဆက် if or whether ပေါ့နော် if နဲ့ဆက်ပြီးရင်ဘာလုပ်ပြရမလဲဆိုရင် did you go အဲ့ဒါကို မေးခွန်းပြန်ကောက်ပြရမယ် you ဆိုတော့ did you go မေးခွန်းပြန်ကောက်တော့ you did နဲ့မေးထားတဲ့အတွက်ဘာဖြစ်တာလဲ you went you went to what did you go to ကနေဘာဖြစ်တာလဲမေးခွန်းပြန်ကောက်တဲ့အတွက် you went to ဒါအကြမ်းထဲမှာစဉ်းစားမှာနော် you went to အဲ့မှာ pronoun ပြောင်း verb ပြောင်း you อ่ะပါလေ i နဲ့ we อ่ะပြောသူ you อ่ะနားထောင်သူဒီ you อ่ะဘယ်နေရာမှာရှိမှာ subject နေရာမှာရှိမှာ i ဟုတ်လား you you your အဲ့လိုမျိုးလက်ထောင်လိုက် subject နေရာတော့တနေရာပါเนาะ you you your yours yourself ဟုတ်လား you i နဲ့ we อ่ะပြောသူ you อ่ะဘာကြည့်ပြောင်းနားထောင်သူနားထောင်သူဒီမှာ me อ่ะ i me ဆိုဘယ်နေရာနှစ်နေရာကြီးဖြစ်နေ ဒီ US ဆက်ပြက်နေရာတနေရာအဲ့ကြဒီ MIO တနေရာဆက်ပြက်နေရာပြန်ပြောင်းတော့ဟလာ IMI ဆိုတော့ MI ရဲ့ဆက်ပြက်တနေရာဘာဖြစ်မှာလဲဆက်ပြက်နေရာ I ဖြစ်သွားပါပေါ့နော်အဲ့ကြောင့်မလို့ဆက်ပြက်နေရာမှာရှိတဲ့အတွက်ကြောင့်မလို့ဒီ U ကနေဖြစ်တော့ I အဲ့ U ကနေ I ဖြစ်သွားနားလဲနော် pronoun ပြောင်းရင်ဘာပြောင်း I နဲ့ we ဆိုရင်ပြောသူကြည့်ပြောင်း U ဆိုရင်နားထောင်လို့နားထောင်သူက MI အဲ့ဒါဒီ US ဆက်ပြက်နေရာမှာရှိတဲ့အတွက်ကြောင့်မလို့ဟောဒီ MI ကိုဆက်ပြက်နေရာပြောင်းလိုက်တော့ဘာဖြစ်သွားမှာတော့ i ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာကဘာလဲ one of verb 2 verb 2ဒါတိုင်းမှာ verb 2ဆိုရင် in တိုင်းမှာ had verb 3ဆိုတော့ i had why and verb 3ကဘာလဲ gone အဲ့တော့ irregular verb တွေရထားဖို့လိုတယ်နော် regular verb irregular verb for one verb 2 verb 3အဲ့လိုရထားမှရမှာအဲ့ကြောင့်မလို့ if i had gone to the gym yesterday time expression ပြောင်း yesterday ဆိုရင် the day before ီလိုမျိုးတဆင်ချင်းစီစဉ်းစားရမယ်ဘာမှမှားရမှာမရှိဒါလေးတွေကအကျန်းထဲမှာထည့်စဉ်းစားရမှာဒီလိုမျိုးထည့်မစဉ်းစားဘူးဒီလိုမျိုးပြောင်းမထားဘူးဆိုရင်အဲ့မှာ pronoun ပြောင်းတဲ့အခါ verb ပြောင်းတဲ့အခါမှာမှားသွားတတ်တယ်နားလည်မလို့ထင်ပါရဲ့နော် hobby wh question နဲ့ဒီ imperative sentence ပြောင်းဖို့ဆက်လေးလာကြအောင်နော် imperative sentence ဆိုတာ command and request အမိန်ပေးခိုင်းစေမိတဲ့ရက်ခံတဲ့ဝါကြောက်ပြောတာဒီဝါကြောက် imperative sentence ရအများတန်းဟလာ verb 1နဲ့စပြီးရရတယ်เนาะဟုတ်ပြီ the question တွေကြည့်ကြရင် လာ they ask me ဒီမှာမျက်နှာအောင်ဖွင့်ပေး quotation marks တဲ့ကဟောကြောက်ကြည့်လိုက်တာ wh နဲ့စာထားတယ်အမေကော yes no question ဆိုရင်ဘာနဲ့ဆက်တော့ if or whether နဲ့ဆက်တယ် wh question ကြတော့ wh စကလုံးနဲ့ပြန်ဆက်ပေးရမှာဒါလေးတစ်ချက်မှတ်ထားမယ်နော်အကြော they ask they asked me အဲ့မှာဒီလုံး wh ဆိုရင် wh နဲ့ဆက်အဲ့ဒါလေးကို ဟုတ်လားမှတ်ထားမယ်နော် yes no question ဆိုရင် if or whether နဲ့ဆက်မယ် w question ဆိုရင် w စကလုံးနဲ့ဆက်မယ် w နဲ့ဆက်ပြီးခဏနေအောင် hold stop မေးခွန်းကိုပြန်ကောက်ပြရမယ် are you going ကိုမေးခွန်းပြန်ကောက်တော့ you are going အဲဒီလိုအကြမ်းထဲမှာမေးခွန်းလေးပြန်ကောက်ပြီး yes no question မှာလည်းမေးခွန်းကောက်ရတယ် w question မှာလည်းမေးခွန်းကောက်ရတယ်ပြောချင်တာ question ကနေ statement ပြန်ပြောင်းလဲပေါ့နော်အဲ့မှာ i know we ရပြောသူ you ကနားထောင်သူ နောက်ထောင်တော့ကြည်ပြောင်းဟောဒီ you are ဘယ်နေရာမှာရှိ啊 subject နေရာမှာရှိ啊 subject နေရာမှာ you sub you subject နေရာဆို1 object နေရာဆို2အဲ့လိုအလွယ်မှတ်လား subject နေရာဆို1 you you i know we are ပြောသူ you are နောက်ထောင်နောက်ထောင်သူကြည်ပြောင်းနောက်ထောင်တော့ဘာဖြစ်ဖြစ်နေ me me ဆို i me ဆိုတာနှစ်နေရာကြီးဖြစ်နေသူ့ကို subject နေရာ me ကို subject နေရာပြောင်းလိုက်တော့ဘာဖြစ်တာ i ဖြစ်တာအဲကြောင့်မလို့ဟောဒီ you ကဘာဖြစ်တာမှာ i နားလည်လားမသိဘူးเนาะ pronoun biang na pi ma so ro was for for one say verb 2 i throw ro was i was going today time expression biang today so ro that day bo no and now let me tell you no how we said ya imperative sentence she said to me please call me later hala ask me အဲ့မှာ you statement မှာတော့ဘာနဲ့ဆက်တော့ that နဲ့ဆက်တယ် yes no question မှာ if နဲ့ဆက်တယ် declaration မှာ when နဲ့ဆက်တယ်ဒီလိုမျိုး imperative sentence တွေဆိုရင်ဘာနဲ့ဆက်တော့ to နဲ့ဆက်ပေးရတယ်အမေပေးခိုင်းတယ်ပေါ့ကြာဆို to နဲ့ဆက်ဘာလို့လဲဆိုတော့သူဒီ imperative sentence တွေကဘာနဲ့စတာအမြဲတမ်းဟဟလား for one နဲ့စထားတာဆိုတော့အဲ့ကြောင့်မလို့ဟလား to နဲ့ဆက်ပြရတယ် to base verb verb one ဆိုတာ base verb ပေါ့နော် SES မပေါင်းနဲ့ base verb ဟုတ်ပြီ she asked me to please ပိုင်းဖြုတ်ခဲ့ရပြီမပိုင်းဖြုတ်เสียရမလို့ပိုင်းဖြုတ်ပြရမယ် please ပြီးရင်ပါလေ to နောက်ကဆိုတော့ base verb လေအဲကြောင့်မ call ပေါ့ to please call လို့မရှိဘူး to call i know we are me ဆိုတာဘယ်အုပ်စုလဲ i also i know me ya i know we ya ပြောသူအုပ်စုပြောသူအုပ်စုရှိ me ဆိုတော့က ိုင်မီဆိုရင်နှစ်နေရာပြောသူအပြုံရှိရှိဆိုတော့ကကြတော့ရှိဟာဆိုတော့ဒါဘယ်နေရာတနေရာဖြစ်နေလဲအဲ့ကြတော့ဟုတ်လားရှိဆိုတဲ့ရှိရ subject နေရာကြီးဖြစ်နေတယ်ဒီမီက object နေရာကြီးဖြစ်နေတယ်အဲ့ကြတော့ဒီ object နေရာကိုပြောင်းပေးရမှာเนาะအဲ့ကြရှိအဲ့ကြမလို့ to call ရှိမဟုတ်ဘူးလေဘာဖြစ်မလို့ဒီမှာဟုတ်လား object နေရာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိကိုလည်း object နေရာပြောင်းပေးရတော့ဟာ to call her later အဲ့မှာ2 day ဆိုရင်ဘာဖြစ်လဲ time expression ပြောင်းပြီးမယ်2 day ဆိုရင် that day ဒါပဲဒါတိုင်းရဲ့ right ကဒါအကုန်ပဲနားလဲအောင်ကျွမ်းချင်အောင်မှတ်မိအောင်ဆိုရင်တော့တစ်ခေါက်တည်းကြည့်အောင်လည်းရမှာမဟုတ်ထပ်ကတလဲလဲကြည့်မှရမှာเนาะဟုတ်ပြီပို့ပြီးတော့မှကျွမ်းချင်သွားအောင်နောက်ထပ်လေ့ကျင့်ခန်းလေးတွေဆက်ပြီးတော့လုပ်ကြအောင်เนาะအဲဒီလေ့ကျင့်ခန်းလေးလုပ်ကြအောင်เนาะဟုတ်ပြီ quotation marks ကိုကြည့်မယ် ဲ့မှာ statement ဆိုရင် statement ပုံစံဖြေပေါ့เนาะ statement ပုံစံဟုတ်ပြီ they they said statement ဆိုရင်ဘာနဲ့ဆက်ပါလဲတန်းနဲ့ဆက်ဟာလားပြီးမှာပြောင်း pronoun ပြောင်း verb ပြောင်း time expressions တွေပြောင်း pronoun ပြောင်းမယ် we i နဲ့ we စိန်ဘာကိုကြည့်ပြောင်းပြောသူကိုကြည့်ပြောင်းကဲဒီ we ကဘယ်နေရာမှာရှိอ่ะ subject နေရာမှာရှိတာအဲကြောင့်မလို့ they ကလည်း subject နေရာဆိုတော့အဲကြောင့် ပြောသူကြည့်ပြောင်းတော့ဝီရပါဖြစ်တော့ဒီဒါ right မှာ52ဆိုရင် indirect မှာ had 53ဆိုတော့ had watched ပြပါလဲ a movie lest less time time expression ပြောင်းမယ်နော် lest less ဆိုရင် the the previous the previous night အဲ့လိုဖြစ်သွားမှာပေါ့နော်ဟုတ်ပြီဆက်ကြအောင်နောက်တစ်ခုဒါကြပါဘာ question လဲ yes no question အကြမလို့ i ask him yes no question ဆိုပါနဲ့ဆက် if or whether နဲ့ဆက် if နဲ့ဆက်မယ်နော်ပြီးရင်ဗာပြောင်းမှာ statement ပြောင်း where you ဆိုရင် you were ဒါအကျန်းထဲမှာပြောင်းလိုက်နော် i know we ဆိုပြောသူ you ဆိုနားထောင်နားထောင်တော့ပြော he him ဖြစ်နေနော် you က subject နေရာမှာတော့တနေရာ him က object နေရာနှစ်နေရာကြီးဖြစ်နေ he him အဲ့နှစ်နေရာနေတနေရာ subject နေရာပြောင်းပြီးတော့ဘာဖြစ်သွားမှာ he ဖြစ်သွားမှာအဲ့ကြောင့်မလို့ you ကဘာဖြစ်သွားမှာ he ဒါလိုက်မှာ verb 1ဆိုရင် in လိုက်မှာ verb 2အဲ့ကြောင့် where verb 2က would he would can ဒီစီဝမ်မိခံ verb 2ပြောင်းစရာမလို့ဘာလို့လဲဆိုရင် can go where would share more verb တည်းရအောင်ကပါလေ base verb 0အဲ့ကြောင့်ဒီကောင်ပြောင်းစရာမလို့နော်ပါတယ်လို့ come to school tomorrow ဆိုရင် the next day time expression အပြာဟုတ်ပြီကြည်ကြောင်နောက်တစ်ခုဒါကြဘာ question လဲ the real question အကြော် he ask asked me the real question တော့ဘာနဲ့ဆက် wh စကလုံးနဲ့ဆက် why နဲ့ mean why နဲ့ဆက် why နဲ့ဆိုရင် why နဲ့ဆက် where you question ကနေပါပြ statement ပြန်ပြ you where where you ကနေ you where အဲ့နဲ့ဝီကပြောသူယူကနားထောင်နားထောင်တော့မီမီဆိုတော့ I မီဆိုတော့နှစ်နေရာကြီးယူကကြတနေရာအဲ့ကြဒီမီကိုတနေရာပြန်ပြောင်းတော့ I ပေါ့အဲ့တော်တော်များများအဲ့ pronoun ပြောင်းတဲ့နေရာကိုမှားတယ်လို့ pronoun system ကိုပိုင်ထားမှရပါနော် I me my my myself we as our ours ourselves you 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 အဲ့ pronoun system မရရင်တော့ဒါမပြောင်းတော့ pronoun system ဒါမလေးလာခင်မှာ pronoun system ကိုပိုင်းနေအောင်ပြန်ကြည့်ဟုတ်ပြီနော် I where have to up what I would visit ဟောလာပြီအိုင်မီဇာပဲအုပ်စုထဲမှာပါအိုင်အုပ်စုအိုင်မီဇာတာနှစ်နေရနော်အိုင်နဲ့ we အိုင်အုပ်စုနဲ့မီအုပ်အိုင်နဲ့အိုင်အုပ်စုနဲ့ we အုပ်စုဆိုဘာကိုကြည့်ပြောင်းပြောသူကိုကြည့်ပြောင်းအိုင်နဲ့ we ရပြောသူဆိုအိုင်ပြောသူကိုကြည့်ပြောင်းခိုင်းတာ he ရတနေရမီရနှစ်နေရအဲ့ဒါ he ကိုလည်းနှစ်နေရဖြစ်အောင်ပြန်ပြောင်းအဲ့ဒါဘာဖြစ်သွားမှာ he him ပေါ့နော် ဒီ mia object နေရာဖြစ်နေတဲ့အတွက်ကြောင့်ဟောဒီ he ကိုလည်းဘာဖြစ်ပေါ့ object နေရာဖြစ်အောင်ပြန်ပြောင်းတော့ him ဖြစ်သွားတာပေါ့အဲကြောင့်မလို့ when i would visit him ပြီးပါ next ဆိုပါလေအဲ့မှာ ally ella last last ဆိုရင် time expression မှာဒီ next ဆိုတာလေးကျွန်တော်မပြောခဲ့ဘူးမေ့သွားလို့ last last ဆိုရင် the previous next ဆိုရင် the the following ပေါ့နော် the following week အဲ့လိုဖြစ်ပါမှာเนาะ i nest ဆိုရင် the following last ဆိုရင် previous ဒါလေးဥမတ်ထားမယ်เนาะဟုတ်ပြီနောက်ထပ်ကြည့်ကြအောင် the teacher said to us ဆိုတာ the teacher the teacher told ပြောခဲ့တယ် said to ကို told ပြောလိုက်တယ်เนาะ told us ဆရာငါတို့ပြောတယ်အဲ့မှာ မျက်တောင်ဖွဲ့ဖိတ်တဲ့ quotation marks တွေကိုကြည့်လိုက်တော့ don't နဲ့စတယ် don't verb that command and request imperative sentence imperative sentence မှာနှစ်ခုရှိတယ် for one နဲ့စတယ်ဆိုရင် to နဲ့ဆက်တယ် don't နဲ့စတယ်ဆိုရင် not to နဲ့ဆက်ပြီးမယ်အငင်းပေါ့နော် not to not to ဘာလို့ not ထည့်ရလဲဆို don't နဲ့စလို့ don't မပေါင်းဆိုရင် to ပဲ and not to forget ဒီကောင်းကြီးကို verb တွေတော့ပြောင်းပြောင်းစရာမလိုဘာလို့ဆို to နောက်က base verb အဲအကြောင်းမပြောင်းရအောင်နော် not to forget to ဒီ bring ကိုလည်း verb 2ပြောင်းเสียမှာမလို့ဘာလို့လဲ to နောက်ကဆိုရင် base verb အစီအစတောင်းမပေါ့အောင်အဲကြောင့် to bring I know we are ပြောသူ you are နားထောင်သူဒီမှာ you ကြည့်ကြအောင် you you your ဘယ်နှနေရအောင်တောင်းနေရ I know we are ပြောသူ you are နားထောင်နားထောင်တာပြီးတော့ as us as ကိုပါပြောအောင်တောင်းနေရထိပ်ပြောင်း we as USS ကနှစ်နေရာပဲရှိတယ်ဒီ US သုံးနေရာဆိုသူ့ကိုသုံးနေရာထိပြောင်း we as our အဲ့ကြောင့်ဒီ US ကနေ our ဖြစ်သွားမှာ our book tomorrow ဆိုရင်ပါလဲ tomorrow ဆိုရင် the next day ပေါ့နော် the next day အဲဒါလည်းမဟုတ်ထင်ပါရဲ့နော်ကြင်ကျင်ကျင်တော့လေ့ကျင့်ခန်းကြီးများများလုပ်ဖို့လိုရတယ်เนาะဒီလိုလေ့ကျင့်ခန်းနမူနာတွေကိုဘယ်မှာရှာလို့ရလဲဆိုရင် ChatGPT မှာရှာလို့ရပါတယ်ဒါတိုင်းဒါတိုင်း exercise ဆိုပြီးရိုက်ရှာလိုက်လေ့ကျင့်ခန်းတွေအများကြီးထွက်လာလိမ့်မယ်ဖြည့်ကြည့်ပါပြီးရင်သူ့ပြန်စစ်ခိုင်းလို့ရပါတယ်เนาะ AI ကိုသုံးပြီးတော့မှဟလာအင်္ဂလိပ်စာတိုးတောင်းလေ့လာပါ AI အကူအညီ YouTube အကူအညီလိုပါတယ်ဒါဒီလိုမျိုးလေ့လာပြီးသွားပြီးအကျအမြင်သိသွားပြီးဆိုရင်တော့ကိုယ့်အကူ self study set လုပ်တော့ပေါ့เนาะဒီ video လေးအကျိုးရှိရဆိုရင်တော့ comment မှာ yes လို့မှတ်ခဲ့ပြီးပါเนาะဒီနေ့တော့ဒီလောက်ပါပဲ test operating switching bye bye